ဇလန်းဆောင်မှာဂျိုအယ်တယောက်အိယာနိုးလာပြီးသူပုံမှန်လုံနေကြတဲ့အတိုင်းရုံသွားဖို့ပြင်နေပါတယ်။အဲ့ဒီနေ့ကစစ်သူများနေဖြစ်ပြီးဂျိုအယ်တယောက်ရထားဆောင်နေစိတ်ထဲမှာမွန်တော့ကိုသွားဖို့စိတ်ပင်ပြနေတော့အလုံးမသွားတော့ပဲမွန်တော့ကိုရထားစီးသွားပါတယ်။သူရင်းစားနာအိုမီနဲ့ပြတ်ပြီးကလေးကမိမရင်းနဲ့မပတ်သက်မိအောင်နေတဲ့လူပြိုကြီးချိုရဲတယောက်အလုံးပြတ်ခံပြီးစိတ်ပေါက်ပေါက်နဲ့ခရီးသွားလိုက်တာပါ။သူကန်းချိန်လောက်ခံစားနေတော့ဟိုဒီလီမွန်အောင်နဲ့မိန်းကလေးတယောက်ကိုတွေ့ပါတယ်။ သူမတော့ကနေအိမ်ပြန်တဲ့ရထားပေါ်မှာအိမ်မင်းကလေးနဲ့ထပ်တွေ့တော့သူ့ပုံသူကိုခိုးဆွဲနေမိပါတယ်။အိမ်မင်းကလေးကဂျိုဝဲကိုစကားစာပြောပြီးသူ့နာမည်ကလမန်တိုင်းဖြစ်ကြအောင်မိတ်ဆက်ပါတယ်။ဂျိုဝဲကကလမန်တိုင်းအလုပ်လုပ်တဲ့စာအုပ်ဆိုင်မှာစာအုပ်ဝယ်မှုတော့နှစ်ယောက်သားမြင်မှုနေကြတာပါ။ရထားစီးမီးရဲ့နောက်ကလမန်တိုင်းကိုလမ်းမှာထပ်တွေ့တော့သူ့ကိုလမ်းကြုံအိမ်လိုက်ဖို့ဖို့ကမ်းလှမ်းလိုက်ပါတယ်။ကလမန်တိုင်းအိမ်ရောက်တဲ့အခါနှစ်ယောက်သားအရက်တောက်ဖြစ်ကြပြီး ကလမန်တိုင်းကနောက်တစ်ဆင့်တက်ချင်နေပြီမဲ့ဂျိုဝယ်အနေနဲ့ကဆက်ဆက်ရင်အယမ်းမြန်နေလို့ခံစားရတော့ဘာမှမလုပ်ပဲအိမ်ပြလာပါတယ်။နောက်တစ်နေ့ညမှာထပ်တွေ့ဖြစ်ကြပြီးရေခဲပြင်ပေါ်မှာလဲလျောင်းရင်စကားပြောဖြစ်ကြပါတယ်။မနေ့ရောက်တော့လေကလမန်တိုင်းကဂျိုဝယ်အိမ်မှာလိုက်အိပ်ဖို့သွားလိုက်တန်တဲ့လူအပ်တာတွေယူအောင်မယ်ဆိုလို့ကားထဲမှာစောင့်နေတော့လူငယ်တယောက်ကဘာကူညီပေးရမလဲဆိုပြီးကားတကားလာခောက်ပါနေတယ်။ ။နောက်တစ်ခန်းမှာတော့ Clementine movie အိမ်ပြန်လာကြလို့နှစ်ယောက်သားရံဖြစ်ကြပြီး Clementine တယောက်အိမ်ရထွက်သွားပါတယ်။ Joey ကရီးစားကိုပြန်ချုပ်မှုဖုံးဆက်ပေးမယ်။ဟိုကဖုန်းနံပါတ်ပါပြောင်းသွားတာကြောင့်လက်ဆောင်လေးဝယ်ပြီးသူ့အလုပ်လုပ်တဲ့စာအုပ်ဆိုင်ကိုလိုက်သွားပါတယ်။စာအုပ်ဆိုင်ရောက်တဲ့အခါ Reflect မကြီးကသူ့ကိုလုံးဝမမှတ်မိပဲနောက်ဘဲငငယ်လေးတယောက်တောင်ရနေပါပြီ။ဂျိုဝဲတယောက်ပပဆက်ဆက်အသေးွယ်ပြီးသူ့တငယ်ချင်းလင်များစီရင်ဖွင့်တော့တာပေါ့အဲ့ဒီမှာသူ့တငယ်ချင်းက ဂျိုဝဲကိုသူရထားတဲ့စာတစောင်းပြလိုက်ပါတယ်။စာထဲမှာကလမန်တိုင်းကဂျိုဝဲနဲ့ပတ်သက်တဲ့မျက်ညံတွေကိုဖျောက်လိုက်ပြီးဖြစ်လို့ကလမန်တိုင်းကိုဂျိုဝဲနဲ့ရင်စာဖြစ်ခဲ့တဲ့အကြောင်းနဲ့မပြောပါနဲ့ဆိုပြီးစေကန်းကစာပို့ထားတာပါ။ဂျိုဝဲလည်းအဲ့စေကန်းကိုလိုက်သွားတော့ကလမန်တိုင်းကသူနဲ့တွေ့ရတာမပြောတော့လို့ဂျိုဝဲနဲ့ပတ်သက်တဲ့မျက်ညံတွေအလုံးကိုဖျောက်ခဲ့တယ်လို့ဆိုပါတယ်။ဂျိုဝဲတယောက်အိမ်ပြန်ရောက်တဲ့အခါသူ့အပေါ်လှုပ်ရလေခြင်းဆိုပြီးတွေးတွေးရင်စိတ်တူတော့စီးကန်းအောင်နောက်တစ်ခေါက်ပြန်သွားပြီး သူ့ကိုပါမညံဖြောက်ပြီးမှပြောပါတယ်ပထမဆုံးသူ့ဤစားနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေအားလုံးကိုစုပြီးစည်းကမ်းကိုတည်လာရပါမယ်ပြီးရင်တော့ရီးစားနဲ့ဘလို့စားတွေ့ခဲ့တယ်ဆိုတဲ့အချက်ကစလို့အမှတ်တရပစ္စည်းတစ်ခုချင်းစီရဲ့ပညာတွေကိုပြန်စင်းစားပြီးအုံနှုတ်မြေပုံဆွဲရပါတယ်ညရောက်ရင်တော့ဂျိုးရဲ့အိမ်မှာပဲမညံဖြောက်ဖို့စီစဉ်ထားကြပြီးမနေ့ရောက်ရင်ကလမန်တိုင်းနဲ့ပတ်သက်တဲ့မညံတွေအားလုံးပြောင်းသွားမှာပါ ညရောက်တော့ဆရာဝန်လက်ထောက်ပက်ထရစ်နဲ့စတန်တို့ကဂျိုးရဲ့အိမ်မှာမျက်ညာလာဖြောက်ကြပါတယ်။ဂျိုးရဲ့ကိုယ်တိုင်သူ့မျက်ညာတွေထဲကိုအိမ်မက်လိုမျိုးပြန်ရောက်သွားခဲ့ပြီးသူတို့နောက်ဆုံးရင်ဖြစ်စကားများကြတဲ့မျက်ညာတစ်ခုစတင်ပျက်စီးသွားပါတယ်။ဒီကြားထဲဆရာဝန်လက်ထောက်ပက်ထရစ်ကကောင်မလေးတယောက်ရဲ့အတွင်းဟန်ကိုခိုးခဲ့တဲ့အကြောင်းသူဤစားရနေပြီဆိုတဲ့အကြောင်းပက်ထရစ်နဲ့စတန်တို့ပြောနေကြတဲ့ပေါက်ကြပေါင်းစုံကိုပါအတိုင်းထားကြားနေရပါသေးတယ်။နောက်မျက်ညာတစ်ခုမှာတော့ သူတို့ဈေးဝယ်ထွက်နေကြတော့ကလမတိုင်းကကလေးလိုချင်တယ်လို့ပြောပါတယ်။ဘွေကငါတို့ကလေးယူဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့အဖြေကြောင့်နှစ်ယောက်သားစကားများကြတဲ့မျက်ညာလေးပျောက်သွားပါတယ်။အဲ့ဒီချိန်စီကန်းကမယ်ရီလေဂျိုးရဲ့အိမ်ကိုရောက်လာပြီးအလုံးလုံးအမကိုပါတီလာလုပ်တယ်လို့အရက်တွေစတော့ပါတော့တယ်။ပထရက်ကလည်းသူအီစာဖုံးခေါ်နေရဆိုပြီးလင့်သွားတော့မယ်ရီတို့နှစ်ယောက်ပဲမူယူပြီးတောင်းချမ်းနေပါတယ်။ပထရက်ရဲ့ယီစာအစ်စ်ဆိုတာကကလမန်တိုင်းပါပဲ။ က်ထရက်နဲ့ကလမန်တိုင်းတို့ဘလို့ကြီးစားဖြစ်သွားလဲဆိုတာနောက်ပိုင်းမှာရှင်းပြမယ်နော်။ကျော်ရဲ့တယောက်ကလမန်တိုင်းနဲ့အတူတူထိခဲ့ကြတာရယ်။အိမ်မှာအတူရှိခဲ့တဲ့မဉဏ်တွေစီကိုရင်ပြန်ရောက်သွားပြီးနောက်မခံစားနိုင်တော့လို့ဆက်မလုပ်ချင်တော့ပါဘူး။သူ့ဘက်ကတော့ငါ့ကိုဒီလိုလုပ်ရသေးတာပဲ။ငါလည်းဘာလို့မမေ့နိုင်ရမှာလဲဆိုတဲ့စိတ်နဲ့လှုပ်ခဲ့ပေမဲ့တကယ်ချစ်ခဲ့တဲ့လူတွေမို့လို့ကလမန်တိုင်းကိုပြန်မရရင်နော်။သူ့မဉဏ်တွေကတော့မပြောက်ချင်တော့တာပါပဲ။ စေခဲ့တဲ့လူတွေကိုသူရက်လိုက်တော့မယ်လို့အိမ်မက်ထဲကအော်ပြောနေပေမဲ့ဘလို့မှမကြားနိုင်ပဲဟိုနှစ်ယောက်ကလည်းသူ့အိမ်မှာမူစကူလူနေကြတာပါဒီလိုနဲ့သူ့မညံတွေအကုန်မပြောက်ခင်ကလမန်တိုင်းကိုဖွက်ထားဖို့ကြိုးစားပေမဲ့သူ့အမတ်တရားတွေအကုန်လုံးကိုစေခဲ့ရန်တိတ်နေတော့ပြေးမလွတ်ပါဘူးအဲ့ဒါနဲ့ကလမန်တိုင်းမပါတဲ့သူ့ငယ်ဘွားအမတ်တရားတွေရဲ့အထိနှစ်ယောက်လုံးထွက်ပြေးဖို့ကြိုးစားပါတယ် စင်းရန်ကအိမ်မညံတွေကို လုံးဝမသိတော့ဂျိုးရဲ့တယောက်မညံမြေပုံထဲကပျောက်သွားလို့စံလဲလမ်းဖြတ်ပြီးဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်ရပါတယ်။အဲ့အချိန်ပြင်မာကလမန်တိုင်းကလည်းငုံတော့ကိုသွားချင်တယ်လို့တဖွားဖွားပြောနေပြီးဘာဖြစ်မှန်းမသိငိုယူနေပါတယ်။ဂျိုးရဲ့ကကလမန်တိုင်းကိုချစ်စနိုးနဲ့လိမ်မော်သီးလေးလို့အမြဲခေါ်လေးရှိပါတယ်။သူ့ငယ်ဘဝမညံတွေထဲမှာကလမန်တိုင်းနဲ့အတူပေါင်းနေခဲ့ပြီးသူ့လိမ်မော်သီးလေးပျောက်သွားမှကို အယူတယောက်လုံးကြောက်နေခဲ့တာပါ။ဒါပေမဲ့သူ့အကြံမအောင်မြင်မယ်။လမ်းမင်းမှာကားရက်ပြီးရုပ်ရှင်အတူကြည့်ခဲ့တာ။ကန်းကျင်အတူတူသွားတာ။နင်းနေကြတဲ့ဆော့ကစားတာ။ညိုရဲအတူတူရှောက်လေခဲ့တာ။အဆရှိတဲ့အမှတ်တရအလုံးလဲတစ်ခုကြီးတစ်ခုပျောက်ကွယ်သွားပါလေ။စတန်အပြင်ဘက်ဆက်လိုက်ထွက်တော့တဲ့အချိန်မယ်ရီနဲ့ဆရာဝန်နှစ်ယောက်ထဲအခန်းထဲကျန်နေခဲ့ပြီးမယ်ရီကဆရာဝန်ကိုတစ်ဖက်သက်ချစ်မိနေတာထိမ့်မိရကြောင်းဖွင့်ပြောပါရတယ်။မသိရင်အင်နိုဆက်မယ်ရီလေးပါပေါ့။ သူတို့နှစ်ယောက်နန်းဖြစ်သွားပြီဆရာဝန်ကငါ့မှာမိန်းမနဲ့ကလေးရှိတယ်ငါတို့ကမဖြစ်နိုင်ဘူးလေလို့ပြောပါတယ်အဲ့အချိန်ညတကောင် ဖုံးလာလို့မတင်ကြတဲ့ဆရာဝန်မိန်းမရောက်ချလာပြီသူတို့နှစ်ယောက်နန်းနေတာကိုတွေ့သွားပါတယ်ဆရာဝန်ကလည်းသူ့မိန်းမကိုတောင်းပန်းမယ်ရီကလည်းကျမဘက်ကစခဲ့မိကြပါတောင်းပန်းပါတယ်ဆိုပြီးပြောတော့အိမ်မိန်းမဆရာဝန်ကိုအကောင်မလေးပေါ်မျက်စက်ပါနဲ့သူ့ကိုအမှန်တိုင်းပြောပြလိုက်ပါတော့လို့ပဲပြန်ပြောပြီးထွက်သွားပါတယ် ဆရာဝန်နဲ့မေရီကတချိန်ကဇလန်းရှိခဲ့မှုပြီးနှစ်ယောက်သာရှေ့ဆက်ဖို့ဘလို့မှမဖြစ်နိုင်တဲ့အတွက်မေရီကိုမှတ်ဉဏ်ဖျောက်ပေးခဲ့တာပါဆရာဝန်ကဂျိုးရဲ့ကိစ္စမပြီးသေးတော့အလုပ်ပြန်လုပ်နေပြီးမေရီကတော့ဆေးကကိုသွားလိုက်ပါတယ်ဆေးကမှာမေရီမှတ်ဉဏ်မဖြစ်ခင်ကတိတ်ခွေကိုရှာတွေ့ပြီးအဖြစ်မှန်ကိုသိချာသိသွားပါတော့တယ်ဂျိုးရဲ့မှတ်ဉဏ်ထဲမှာလဲကလမန်တိုင်းနဲ့ပထမဆုံးတွေ့ခဲ့တဲ့ခိုက်တန့်စီပြန်ရောက်နေပါပြီဂျိုးရဲ့ကသူ့တငယ်ချင်းလေးများခေါ်လို့ လမ်းကြီးလိုက်လာခဲ့ပေမဲ့သူတို့ဆော့နေရတွေကိုစိတ်ဝင်စားလို့ဒီတိုင်းထိုင်ကြည့်နေရပါအဲ့အချိန်ကလမန်တိုင်းရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်ညဘက်ရောက်တော့သူတို့နှစ်ယောက်ကန်းကြီးအိမ်လွတ်တလုံးစီသွားလည်ခဲ့ကြပြီဒါဟာသူ့လိမ်မော်သီးလေးနဲ့နောက်ဆုံးမညံဆိုတာကြိုဝဲသိလိုက်ပါတယ်သူတို့ရံဖြစ်ပြီးမတက်နေရင်တော့မှလမ်းခွဲဖို့မစင်စားပဲငါလုတ်ပေးတဲ့အရာတွေကိုလုတ်ပေးခဲ့တဲ့လို့ကြိုဝဲတယောက်မျက်ရည်တွေကျပြီးပြောပါတယ်မညံပြောက်ွယ်ခံနီးသူတို့နှစ်ယောက်နိုင်ခဲ့ကြပြီး လမ်းမန်တိုင်းကငါ့ကိုမွန်တောက်မှလာတွေ့ပါလို့နောက်ဆုံးအနေနဲ့ပြောပါရစေ။အိညာမှာကလမန်တိုင်းနဲ့ပတ်သက်တဲ့ဂျိုဝဲမညံတွေအကုန်လုံးလည်းပြသသွားခဲ့ပြီးမနန်နိုးလာတော့ဇလန်းစာပြခဲ့တဲ့ဇဝင်ငန်းတွေကိုပြန်ရောက်တော့ပါရစေ။လုံးမသိစိတ်ကလုံးဆောင်မှုကြောင့်အလုံးမသွားတော့ပဲမွန်တော့စီရထားစီးသွားတဲ့အခါကလမန်တိုင်းနဲ့ဒုတိယချိန်ပြန်တွေ့ပါတော့တယ်။မယ်ရီကတော်တော်ဖြစ်မျိုးမကြုံကြရအောင်ဈေးကလူနာရီရဲ့မျက်ညံပြတ်ထားတဲ့တိတ်ခွေမတန်မှန်တဲ့မြန် ခိုးလာခဲ့ပြီးအဲ့လူနာတွေစီတိုက်ရိုက်ဖို့ဝင်ခဲ့တာပါဇလန်းဆောင်ပိုင်းတို့ကဂျိုးရဲ့မသွားခင်ကလမန်တိုင်းတယောက်သူ့အိမ်မော်တက်ပြီးတွားလိုက်တန်အပြင်သူ့စီရောက်နေတဲ့ဆာရီနဲ့မယ်ရီတိတ်ခွေကိုပါတခါလေးယူလာခဲ့ပါတယ်ကားပေါ်မှာအဲ့တိတ်ခွေကိုဖွင့်ကြည့်တော့သူမညံမဖြက်ခင်ဂျိုးရဲ့မကောင်းကြောင်းတွေရှယ်ပြောထားတာကိုနားထောင်လိုက်ရပါတယ်အဲ့ဒါနဲ့ဂျိုးရဲ့လည်းစိတ်ဆိုးသွားပြီးကလမန်တိုင်းကိုကားပေါ်ဆင်းခဲ့လိုက်ပါတယ်ဒီကြရင်ဒရော်ဇော်ပက်ထရစ်က လမတိုင်းအင်ရှိလာစောင့်နေလို့နင်းထုတ်လိုက်ရပါသေးတယ်။လမတိုင်းလည်းတေချာပြန်စင်းစားပြီးဂျိုးရဲ့အိမ်လိုက်သွားတဲ့အခါဂျိုးရဲ့ကလည်းသူ့စီရောက်နေတဲ့တိတ်ခွေကိုနားထောင်နေပါဗျ။သူတို့နေရာတစ်ချိန်ကချစ်ခဲ့မှုကြောင့်တိတော်ခဲ့ကြပြီးနောက်တစ်ခါဒီလိုပဲလမ်းခွဲရနိုင်သေးကြောင်းငင်းခုန်နေကြပြန်ပါလေ။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့နေရာဘွားသစ်ပြန်စားဖို့ဆုံးဖြတ်လိုက်ကြပြီးဇလန်းလေးလည်းပြီးဆုံးသွားပါဗျ။ဇလန်းအောင်ပြန်ရှင်းပြရရင်တော့ ဂျိုဝဲကသူ့တငယ်ချင်းခေါ်လာတဲ့ခရီးမှာကလမန်တိုင်းနဲ့ပထမဆုံးချိန်ဆုံတွေ့ခဲ့ပြီးလွဲဖြစ်ခဲ့ကြပါတယ်။ဂျိုဝဲကဘဝကိုရိုးရိုးရှင်းရှင်းပဲနေထိုင်ပြီးအလုံးနဲ့အိမ်ကလွှဲရင်သူ့ဘဝမှာဘာမှထူးထူးခြားခြားမရှိပါဘူး။စကားနဲ့ပြီးမင်းလေးတွေနဲ့မျက်လုံးချင်းဆုံရမှလည်းကြောက်တဲ့ introvert အစ်ကြီးပါ။ကလမန်တိုင်းကတော့အမြဲတကြွနေတတ်ပြီးသမင်ဆိုလဲစိတ်ကူးပေါက်တိုင်းအရောင်ပြစိတ်လက်မှန်ပါလဲထထလုံးတတ်တော့ဂျိုဝဲနဲ့တခြားစီဖြစ်နေခဲ့တာပေါ့။ အတွေ့မသူတဲ့နှစ်ယောက်ရေးရှိမှာတော့ခဏခဏစကားများရန်ဖြစ်လာကြပြီးကလမန်တိုင်းမူလာတဲ့တနေ့မှာတော့အယမ်းစိတ်ဆိုးပြီးသူ့မညံတွင်ကိုတွားဖြတ်လိုက်တာပါမညံတွားဖြတ်တဲ့အခါဒီကြားနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းအလုံးစီးကံကိုပေးခဲ့ရတာမှတ်မိကြလားစီးကံမှာကလမန်တိုင်းမညံတွားဖြတ်တဲ့အချိန်ပက်ထရစ်ကသူ့ကိုကြွေသွားတာပါကလမန်တိုင်းရဲ့အမှတ်တရပစ္စည်းတွေကိုပက်ထရစ်ကခိုးထားလိုက်ပြီးကလမန်တိုင်းခြိုက်တဲ့အရာမှန်တဲ့မြောက်ကိုလိုက်လုပေးနေတော့ကလမန်တိုင်းလည်းပက်ထရစ်ကိုချစ်ချွမ်းဝင်သွားပါတယ် ဒါပေမဲ့စကားပြောတာအစဂျိုဝဲကိုအတုခိုးပြီးပြောနေတော့ကလမန်တိုင်းဆိုင်ထဲတခုခုမားနေတယ်လို့ခံစားလာရပြီးလေယောက်ရက်တွေဖြစ်လာတာပါဂျိုဝဲမျက်ညံဖြတ်ပြီးနောက်နေမှာတော့ကလမန်တိုင်းနောက်ဆုံးပြောခဲ့တယ်မွန်းတော့ကိုလာခဲ့ပါဆိုတဲ့စကားကိုပဲသူမသိစိတ်နဲ့ဆွဲနေပြီးမွန်းတော့ကိုရောက်ချသွားတာပါအဲ့မှာကလမန်တိုင်းနဲ့ဒုတိယကြိမ်ထပ်တွေ့ပြီးသူတို့နှစ်ယောက်အရင်ကလည်းချစ်ခဲ့မှုလားသိသွားတာပါတကယ်ချစ်ခဲ့မှုတဲ့လူတွေဆိုရင်မျက်ညံမနှက်ခါဖြောင်းဖြောင်း စိတ်ထိတ်မရပဲထချက်မိနေရုံပဲဆိုတာဂျိုဝဲတို့ဇုံတွဲနဲ့မယ်ရီကတက်တည်ပြနေပါတယ်။ရုပ်ရှင်ရဲ့ timeline ကိုပြန်ရှင်းပြရမယ်ဆိုရင်အစောပိုင်းသောဝင်ငန်းတွေကသူတို့နေအောင်မျက်ညံတွေပြောင်းဆုံးပြီးနောက်တစ်ချိန်ပြန်တွေ့ရတဲ့အချိန်ကာလဖြစ်ပါတယ်။ဂျိုဝဲမျက်ညံတွေဖြတ်နေခြင်းကာလအတွင်းမှာလည်းသူတို့နှစ်ယောက်မပြတ်ခင်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကစလို့သူတို့ပထမဆုံးစားတွေ့ခဲ့တဲ့အချိန်အထိဂျိုဝဲမညံတွေတဖြည်းဖြည်းပြောက်ွယ်သွားပုံကိုအချိန်နောက်ပြန်ပြသသွားတာဖြစ်ပါတယ်။နောက်ဆုံးပိုင်းသဝင်ကျန်းတွေမှာတော့ တို့နှစ်ယောက်ပညာတွင်ပျောက်ဆုံးပြီးကာလကိုပဲပြောင်းရောက်သွားပြီဖြစ်ပါတယ်။ဒီရုပ်ရှင်ကမမန်တိုရုပ်ရှင်လိုပဲ timeline ကဟိုရောက်လိုက်ဒီရောက်လိုက်နေမို့ကြည့်ရတာဆက်ရှုပ်စရာကောင်းနိုင်ပေမယ့်ရင်မကြီးနဲ့စီးမျောခန်းစားကြည့်မယ်ဆိုရင်တော့ရုပ်ရှင်ကပေးတဲ့ message ကိုကောင်းကောင်းနားလည်မှာပါ။ဂျိုဟယ်တယောက်သူ့လင်မော်တီလေးပညာနဲ့ပျောက်ွယ်သွားမှာဆိုလို့အသေးအံထွက်ပြေးတဲ့အခန်းတွင်ဆိုရင်မျက်ရည်တွေဘူးတိလုံးလောက်ကျခဲ့ရတာပါ။ relationship တကုတ်မှာပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ မတူညီမှုတွေကိုတယောက်နဲ့တယောက်ညှိနိုင်ပြီးချိဆက်သွားကြမယ်ဆိုရင်ချစ်ခီးလန်းကတာယာနေမှာပါပဲဒီလိုမျိုးဇာခောင်းောင်းနဲ့ကြိုက်တယ်ဆိုရင်တော့ YouTube မှာ Nine Watch Member ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲ See you